ဒေါ်လာမျိုးရီအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ22မှာ10ရက်နေ့ဖြစ်ပါတယ်ဆိုတော့ညနေပိုင်းနေနဲ့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းလေးတွေနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့ဒါကျွန်တော်တို့တီးတိမ်ပေါ့နော်တီးတိမ်တီးတိမ်တီးတိမ်မျိုးအဝင် gate เนาะအဲ့မှာရှိတဲ့စက်တက် gate ကိုပြန်လဲတက်ခိုက်သိမ်းပက်လိုက်ပြီးတော့မှစက်တော့ဘာနှစ်ဦးနဲ့အတူလက်လက်ခဲရန်နေသိမ်းဆီးရမိခဲ့ပါတယ်ချင်းပြည်နယ်တီးတိမ်မျိုးအဝင်စိုင်းဘုတ်ဒီမှာရှိတဲ့ဂျာဘတ်စက်တက် gate ကိုတိုက်မက်ခဲ့ရမှာစက်တော့ဘာနှစ်ဦးနဲ့အတူ PDF က ဒါကျွန်တော်တို့ဒါလက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့ဖြစ်တဲ့အကြောင်း PDF ဇိုလန်ကနေပြီးတော့မှထုတ်ပြန်လာတယ်။နိုဝင်ဘာလ28ရက်နေ့နနက်8:00နာရီကအချိန်မှာတီးတိမ်မြို့ဝယ်မှာရှိတဲ့ကျိုးစိုးပါရေးဆိုင်ဘုံနေမှာတက်ဆွဲထားတဲ့ဇမ်ဘတ်စက်ကောက်စီရဲ့လက်အောက်ခံခလရ269တပ်သားတွေကိုချင်းညီနောက်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်တပ်မှ9ဦးနဲ့အတူလက်နက်ခဲယမ်းတချို့တင်စီနိုင်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်။အဲ့လိုတကယ်မို့အတွင်းမှာချင်းညီနောက်တပ်ဖွဲ့ဝင်တွေဘက်ကအထူးကံမရှိဘဲနဲ့ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အကြောင်းလည်းအသိပေးတာတဲ့ တော့အကြပ်ဆက်တဲ့ကတီးတိမ်မြို့လူဝင်အထွက်ကိုပေါ့နော်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေတာဖြစ်ပြီးတော့မှချင်းညီနောက်တပ်ဖွဲ့ကမြို့ဝင်ကိတ်ကိုပြန်လဲသိမ်းယူခဲ့တာဖြစ်တဲ့အကြောင်းကိုလည်း PDF ဇုံလင်ကထုတ်ပြန်ထားပါတယ်ဆိုတော့ဒါကြတော့စစ်တပ်အဝင်ကိတ်ကိုလည်းသိမ်းနိုင်ခဲ့တယ်လက်နက်ခဲအနေနဲ့လည်းရတယ်စစ်တုံးမှန်းနှစ်ကောင်လည်းမိတယ်ဆိုတော့မင်္ဂလာရှိတဲ့တင်လေးဖြစ်ပါတယ်ဆိုတော့နောက်တဲ့တင်လေးကတော့အကြပ်ဆက်တဲ့ပုံမှန်99ကကြီလူငယ်ချမ်းသာကွန်းမှာနိုင်ငံရေးကျင်းသားအနေငယ်သာလွှဲမြောက်လာပြီးတော့မှနိုင်ငံတော်မှာရှိတဲ့အချင်းထောင်မှာနိုင်ငံရေးအကျဉ်းသား2000ကျော်ဖမ်းဆီးခံထားရဆဲဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကိုရ PPNN က ဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောပါတယ်နိုဝင်ဘာလ26ရက်နေ့မှာအချမ်းဘက်စစ်တပ်ကနိုင်ငံတော်ကြီးညိုပြက်စီမှုပုံမှ95ကကြီးနဲ့ပြစ်ဒဏ်ကြခံနေရတဲ့နိုင်ငံရေးကျင်းသား924ဦးကိုလူငင်းကွင်းပုံမှ905ကကြီးနဲ့အမှုတွေအခြားအမှုတွေရှိနေတဲ့အကျဉ်းသား2361တဦးကပြစ်ဒဏ်ပေါ်ရွက်ဝင်ပြီးတော့မှအမှုရင်ဆိုင်ဆဲနဲ့ထွက်ပြေးတိတ်ဆောင်သူ9580ဦးကိုအမှုပိတ်သိမ်းပေးခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရတယ်ဗောနော် နိုင်ငံရေးကျင်းသားတွေပြန်လွတ်တယ်ဆိုတာထက်တစားကန်အချို့ကိုနိုင်ငံရေးခုတုံးလုပ်ဖို့ပြန်လွတ်တယ်ဆိုတဲ့အခြေအနေမျိုးပဲမြင်မိပါတယ်တဲ့အချင်းထောင်တွေကသမရာကြီးဦးဝင်းမြင့်နဲ့မေတော်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသား2000ကျော်တစားကန်ဖြစ်ဆက်လက်ဖမ်းဆီးခံရရစေဖို့အားလုံးအမြန်ဆုံးပြန်လွတ်ပေးဖို့ပြောကြမှာလဲဆိုပြီးတော့မှ PPNN ကဘုံဥဆောင်ကော်မတီဝေကိုတိုက်ထုံးက ပြောပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပါတယ်ဒီကောင်တွေလွတ်ပေးတာကစေစားတစားပါလို့အများကြီးအများကြီးကြံသေးတယ်လို့နိုင်ငံရေးအကျဉ်းသားတွေကအခုလည်းဒီတိုင်းပဲတွေ့တယ်မလား နေလွတ်တာနည်းနည်းလေးဟိုမှာ2000ကျော်တော့ကျန်သေးရတွေ့လားဒါလေးကိုလည်းသိတဲ့ကျင်တဲ့ကြောင့်မလို့ဒီတလေးလေးကိုပြောပြပေးတာဖြစ်ပါတယ်နောက်ထပ်တလေးလေးကတော့ကြောက်ကြီးတောင်စကားဆကျွန်တော်တို့ခိတ်စကန်းပေါ့နော်အဲဒါကိုတိပြက်ခတ်တက်ခဲ့ရမှာစကားဆနှစ်ဦးတိတ်ဆုံးခဲ့ပါတယ်ပဲခူးတိုင်းပြည်ခင်အိုင်းပေါင်းတယ်မြို့နယ်ကြောက်ကြီးတောင်စကားဆအထိုင်ခိတ်စကန်းကိုနိုဝင်ဘာလပြီးခဲ့တဲ့22မှာ2ရက်နေ့ကတက်ခတ်ခဲ့ရမှာစကားဆနှစ်ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ် တော်လည်းတဖွဲ့ဝင်တွေကစနိုက်ပါလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခဲ့တာဖြစ်ပါတယ်အကြမ်းဖက်ဆက်ကဆတွေဘက်ကတေဆုံအလောင်းတွေကိုကြောက်ကြီးတောင်ဆက်ကဆအထံကိတ်စကတ်အနီးပတ်ဝန်းကျင်မှာပဲမြုပ်နှံထားခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်ဆက်ကဆဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနီးနားမှာရှိတဲ့ခြေရာတွေကိုရေကျက်ရှိရှိပေါ့နော်ဒါကြောင့်လို့ဒါပြန်လည်ပြီးတော့မှပစ်ခတ်တိုက်ခဲ့ရတယ်ဖော်ပြထားတယ်ဒီတိုက်ခတ်မှုကတော့ viewer 21ကတော်လည်းရဲဘော်တွေနဲ့363တက်တရင်ရုံးပေါ့နော်ရဲဘော်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်နော်ဝမ်းသာပါတယ် ဒါကြောက်ကြီးတောင်းစကားစခိတ်စကန်းကိုဒါတိုက်ခိုက်ရမှာခွေးနှစ်ကောင်ကိုအခုလိုမျိုးကင်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဝမ်းသာပါတယ်နောက်တဲ့တဲ့နေ့ကတော့ဗါလဲဆိုတော့မန္တလေးမြို့မှာမဲဆင်းတွေထက်ကတ်ထားပေမဲ့လာမကြည့်ကြလို့တိန်တက်တိန်စင်မဲဆင်းအစ်စ်ဖို့စစ်ကောင်စီကစီစဉ်နေတယ်လို့သိရပါတယ်မန္တလေးမြို့မှာဒီကျွန်တော်တို့နိုဝင်ဘာလနောက်ဆုံးပတ်အတွင်းမှာစစ်ကောင်စီကသူတို့လုံးမဲ့ရွေးကောက်ပွဲအတွက်မဲဆင်းတွေနှစ်ချိန်မြောက်ကတ်ထားတာဖြစ်တယ်ပထမအချိန်တော့လည်းလာကြည့်မဲ့သူမရှိဘူးပေါ့နော်အခုဒုတိယချိန်လည်းသွားမကြည့်ဘူးပေါ့နော် ကြည့်ဦးတယ်သွားလည်းမသွားဘူးမဲလည်းမပေးဘူးလို့ပတိန်ကြီးမျိုးတွေမှာနေတဲ့မျိုးသားတူဦးကပြောပါတယ်အဲ့ဒါကြောင့်မို့လို့မင်းတို့ကတိန်နဲ့တိန်စင်မဲစင်နေလိုက်ဆက်မယ်ပေါ့ကဲဆောက်ချက်မရှိတဲ့ကောင်လေးကိုလုံးတဲ့ရွေးကောက်ပွဲကိုပြည်သူကြိုက်လားမသိမကြိုက်လားမသိပြည်သူလက်ခံလားမသိပြည်သူစိတ်ဝင်စားလားစိတ်မဝင်စားလားမသိပဲလှုပ်ချင်တာလည်းလှုပ်နေတာမင်းတို့ပေါက်လို့ပဲစားတွေဖြစ်နေပြီနော်ပေါက်လို့ပဲစားအောက်တန်းစားစစ်တက်စစ်တက်အောက်ဆွဲနော် ဟိုကြားဖြန့်ကြားဖြန့်ရဲ့လက်ခွဲဘင်းတို့ကောင်တွေတော်တော်ဆိုးနေပြီလို့နော်အေးပါကွာโอเคနောက်တဲ့တရေလေးကတော့ဗမာတိုင်းနေသားမှရှိတဲ့ကြားဖြန့်ခွန် online ငွေလင်ခိုင်းတွေကနေပြီးတော့ဖန်ဆီးရမိတဲ့သူတွေကိုကျွေးမွေးရတဲ့စားစိတ်အပါဝင်နေစဉ်ကုန်ကြားစိတ်တွေမတိုက်နိုင်တော့တဲ့ကြောင့်မို့လို့သက်ဆိုင်ရာနိုင်ငံများအနေနဲ့အမြန်ဆုံးလာခေါ်ကြားဖို့ရန်အတွက်အာဏာသိမ်းစစ်ကော်မရှင်ကနေပြီးတော့ပြောပါတယ်ဆိုတော့ဒီလက်ရှိအခြေအနေတခုမှာပေါ့နော်ပြီးခဲ့တဲ့ဒါနိုဝင်ဘာလ28ရက်နေ့မှာ အဲဇော်မဲလုံးကဘာပြောလဲဆိုတော့သူတို့နိုင်ငံရဲ့အစိုးရတွေလာမခေါ်မချင်းသူတို့ထိမ့်သိမ်းထားတဲ့သူတို့ကပေါ့နော်ထိမ့်သိမ်းထားတဲ့တာဝန်အင်မတန်ကြီးတယ်တဲ့တနေ့တာလိုအပ်တဲ့အစားတောက်တွေပြတောက်ရည်တောက်ရည်တွေကအစားဝက်စီယာနဲ့အိစီယာဆုံးအားလုံးပြည့်စည်ပေးထားရတယ်ပေါ့နော်ဒါကြောင့်မလို့ပြန်လာခေါ်ပါပေါ့နော်ပြန်လာခေါ်ပါပေါ့တော့စိုးနေမဲ့ကုန်ချစိတ်ကိုခမငွေကြီးနဲ့ပါအတိအကျတွက်ပြီးပြောတာတော့အေးပေါ့အေးပေါ့မကြွေးလိုက်တော့ဘူးမင်းမင်းတို့နေအဲ့အဲ့ဒီကနေပြီးတော့မှမျိုးဆုတ်ထားတော့ကြတော့မင်းတို့မျိုးဆုတ်ပြီးတော့မှအခုကြတော့မင်းတို့က ဟိုကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဗတ်ဆိုင်ရနိုင်ငံတွေကလာခေါ်ပါဆိုပါမယ်အဲ့နိုင်ငံတွေကမင်းတို့ဆဲပါဘောကနွားရဲ့ပြီးတော့ရာတော့မျိုးဆို့ထားပြီးတော့ okay ဆိုတော့တနေ့နေ့နားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြီးကြည့်အောင်ပါပထမဦးစွာအဲ့ဒီကြားဖြတ်နဲ့နော်ဒါကျွန်တော်တို့ပတ်သက်ပြီးတော့ဗောနော်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒေကူဘုံဘုံပြောတာလေးနားထောင်ကြည့်အောင်ကြပြန့်ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးဖို့အမေရိကန်စွန့်ဝေထုတ်နေပြီ မေရိကန်ဆိုရအနေနဲ့မြန်မာစစ်တပ်ရဲ့အတူရောင်ရေကောက်ပွဲကိုပြက်ပြက်သားသားစန့်ကျင်ဖို့လွတ်တော်နေ့ရက်လုံးနဲ့နိုင်ငံသားရေးရာကောမဒီဥက္ကဋ္ဌများနဲ့လွတ်တော်အမတ်များကတောင်းဆိုနေပြီဆိုတဲ့အကြောင်းနဲ့ပေါ်ပေါ်ရော့ရော့အချောင်နေနေတဲ့လူငယ်လေးတွေပေါ်တာအဆွဲခံရရင် စမှုရခံရတဲ့ကလေးတွေစမြေပြင်ကိုရောက်ရင်နောက်ကိုပြန်ဆုတ်လာတာနဲ့ပြစ်တတ်မှာပဲ ရှေ့ကိုသွားဖို့လဲအသက်ရှင်ဖို့အလားလာမရှိဘူးသတိထားလောကေ PDF အမေရိကာကွယ်ရေး PDF ဘာ PDF ဖြစ်ဖြစ်ပေါင်းစည်းဖို့အချိန်တန်ပြီနဲ့ UNG ကတော့ဗတ်ပေါင်းစုံမှာလူလူယုံကြည်မှုကြာရှုံးနေတာကိုမြင့်တင်နိုင်မှုကြာပြတ်တဲ့အတူနိုင်ငံရေးစွမ်းဆောင်ရေးကိုမြင့်တင်နိုင်မှုအရေးကြီးတယ်ဆိုတဲ့အကြောင်းနဲ့ထိုင်းနိုင်ငံရာယီဝင်ကြီးကတော့စစ်သက္ကစပြုလုပ်မဲ့အတူရောင်ရေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမယ်ဆိုတာယုံကြည်မှုမရှိဘူး။အင်းဆိုတော့ ဟိုလက်ရှိချိန်နေဒီကောမှာပဲကျွန်တော်ပြောချင်တာပါလဲဆိုတော့ NUG အနေနဲ့ခမားတို့ခမားတို့အမှန်တမ်းပြောခမားတို့တွေအယုံပြည်သူတွေရဲ့ယုံကြည်မှုတွေခမားတို့ဘောမှာအားနည်းနေတာတော့ခမားတို့တွေတည်ကောင်းတည်မှာပါဆိုတော့အဲ့ဒီယုံကြည်မှုတွေအားနည်းနေတဲ့ဘောမှာခမားတို့တွေကိုယုံပြည်သူတွေယုံကြည်မှုပြန်ရဖို့အတွက်ကိုလက်ရှိမှာစကားစအချက်ရိုက်နေတဲ့ကြားဖြတ်တဲ့ပတ်သက်ပြီးတော့မှခမားတို့ထိထိရောက်ရောက်ပို့ပြီးတော့မှလှုပ်တင်တယ်လို့နောက်တစ်ခုကပါလဲဆိုတော့ဒါကျွန်တော်တို့မဟာမိတ်တပေါင်းစုတွေဖွဲ့စည်းတဲ့အနေအထားတစ်ခုမှာခမားတို့ NUG အနေနဲ့အတက်နိုင်ဆုံးပေါင်းစည်းပေးမဲ့နော်အဲပေါင်းစည်းပေးရမဲ့ တောင်းပန်ကိုအမြန်ဆုံးလှုပ်ဆောင်ပေးနိုင်မယ်ဆိုရင်တော့ခင်ဗျားတို့အပေါ်မှာလူလူယုံကြည်မှုပြန်လဲရရှိလိမ့်မယ်လို့ပလတာကြီးကအကြံပြုချင်ပါတယ်စကားစားတော့ပြောကြရမလို့ပါဦးဒီကောင်တွေကငိုတွေကဒီလက်ရှိမှာလဲဟိုရွေးကောက်ပွဲဆိုတဲ့ဟာဝင်ပြိုင်မဲ့ကောင်တွေကလည်း NLD ကိုနိုင်ခဲ့တဲ့ပါတီတပါတီကြီးမှမရှိဘူးခြားပါတီတွေကြီးပဲเนาะအဲ့တော့ဒီကောင်တွေအတွက်ကိုကြီးမမပြောကြရမရှိပါဘူးဟုတ်ကဲ့ပါဆိုတော့နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ဒီကောင်စောပေါ့နော် ARD ကဒါကျွန်တော်တို့ Bamix Edition ကကောင်စောကလည်းလက်ရှိမှာဒါမေးအောင်လိုင်းနဲ့ ပတ်သက်ပြီးတော့ဗောနော် main online နောက်ကိုလိုက်ရင်တိုင်းပြည်ကောင်းလာမှာမဟုတ်ဘူးတဲ့ဒီကြောင်းအောင်လေးကိုနားထောင်ကြည့်အောင် DJ R မြန်မာစစ်တပ်မြန်မာလက်နက်ကင်စစ်တပ်သို့မဟုတ်မြန်မာတပ်မတော်ဘူးလူလူထောက်ခံမှု အနိုင်ဆုံးအနည်းဆုံးအချိန်လို့ပြောလို့ရတယ်တိုင်းပြည်မှာလည်းပြည်တွင်းစစ်တောင့်နေတဲ့အချိန်လို့ပြောလို့ရတယ်ဟုတ်တယ်မလားကျွန်တော်မြင်နေရတယ်နောက်ပြည်သူလူထုရဲ့တဘောတာပေါ့နော် ဒီလက်လက်ကန်စစ်တပ်ပုံမှန်ထားတဲ့ပေါ်တာအလွန်ပြင်းထန်တာကိုတွေ့ရတယ်။အဲ့တော့စစ်တပ်မှာအခုလည်းမျိုးဆက်တစ်အခုတော့စတုတ္တမျိုးဆက်တစ်လို့ပြောတာသူတို့တွေကမင်းအောင်လည်းအရင်နောက်ကိုပဲလိုက်ပြီးဆက်သွားမယ်ဆိုတိုင်းပြည်ကပြန်ပြီးကောင်းလာဖို့ရှိလာမှာမဟုတ်ဘူး။တကယ်တကယ်လောကမှာစစ်တပ်ထဲမှာရှိတဲ့ reform ဟုတ်တယ်မလား။အဲ့ဒါကိုသူတို့ကတတိရှိရှိနဲ့ဟူတက်လာမဲ့မျိုးဆက်ကလောက်အောင်မှာပြည်သူတွေရဲ့အသက်နှလုံးကိုပြန်ယူဖို့သူစူးစမ်းရမှာဟုတ်တယ်မလား။ ဒါအဲ့လိုဟာမျိုးကိုမလုံးနိုင်ဘူးဆိုရင်တော့ကျွန်တော်မြင်နေခုနကပြောခဲ့သလိုပဲဘောင်းမီပဲချွတ်ချွတ်ဟလာပဆိုးပဲပွေးပွေးခေါဝင်ပဲပွေးပွေးခေါင်းပေါင်းပဲစီးစီးဘာမှပြောင်းလဲရှိမှာမဟုတ်တိုင်းပြည်လဲတိုင်းပြည်လဲနာလာပြီပြည်သူတစ္ဆာခံမှုလို့ပြီပေါ့ဟုတ်တယ်ပြည်သူဘက်ကိုမျက်နှာမူအောင်မယ်ပြည်သူအတန်အောင်နားထောင်အောင်မယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါအရေးကြီးတယ်ဒါပေမဲ့ဘလို့ကအပြောင်းလဲတွေဖြစ်ခဲ့ဖြစ်ခဲ့အခုလာမယ်3လနဲ့6လမှာအဲ့ဒါတွေအကုန်လုံးကကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်နဲ့ရှေ့ရင်းနဲ့ ပတ်သက်ဒါရဲ့ပတ်သက်နေတယ်ဆိုတာကျွန်တော်တို့သိဖို့လိုတာပေါ့နော်อืมဆိုတော့စကားစားနဲ့ပတ်သက်ပြီးတော့ဖြစ်မင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်လက်ရှိမှာမင်းအွန်လိုင်းထက်ကောင်းပါတယ်မင်းအွန်လိုင်းထက်တော်ပါတယ်ဆိုတဲ့ကောင်လည်းတိုင်းပြည်အုပ်ချုပ်တယ်တိုင်းပြည်မကောင်းစားဘူးဒီကောင်တွေသာတကယ်ကောင်းခဲ့ကျွန်တော်ရှေ့မှာပြောခဲ့ပြီးသား Andy Bowler ဆရာဘာအကြောင်းမှမရှိဘူးအမေစုဆိုတာ Bowler ဆရာဘာအကြောင်းမှမရှိဘူးလို့ကျွန်တော်ပြောပြီးသားအဲ့တော့ဒီကောင်တွေစောက်သုံးမကြခဲ့လို့ကျွန်တော်တို့ဘိုးကျောင်းအွန်ဆိုင်းရဲ့တမိဖြစ်တဲ့အမေတော်အွန်ဆန်းစုကြည်ကပြန်လဲပြီးတော့မှသူတို့စစ်တက်ရဲ့ ရုပ်ပြတ်ဆင်းပြတ်ဖြစ်နေတဲ့တိတ်ခါတွေကိုပြန်ဆယ်ပေးနေခဲ့ရမှာမဟုတ်ဘူးလားအဲ့ဒါကိုမှမထောက်မေစုတော်ပြန်ဖမ်းပြီးတော့မှကျေးဇူးရှင်ကိုကြေးပြတ်ဆွတဲ့ခွေးတော်သားစစ်တဲ့မကြခင်ဘလို့ခွေးကြကြမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရုံပဲရှိပါတယ်โอเคဆိုတော့နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ကျွန်တော်တို့ဇော်မဲလုံးကပြောရတယ်ဒီတို့တို့ဒါစီရီယန်တွေကိုပြန်လာခဲ့ပါเนาะဒါတို့တို့အဲ905ကကြီးတွေဘာတွေညာတွေပေါ့ဗျာပယ်ဖြတ်ပေးမယ်အလုပ်ငန်းဝင်ကိုပြောင်းဝင်ကြပါလို့ပြောလာတဲ့အပေါ်မှာဒါကျွန်တော်တို့မလွာကုန်းမိရထားကဒါကျွန်တော်တို့ CDN ဥတ္တဝေယောင်ကအဲ့ဇော်မဲလုံးတို့စစ်တက်ကြီးကိုနော်မဲအောင်လိုင်းတို့စစ်တက်ကြီးကိုပြန်ပြောလာပါတယ်အဲ့တော့နားထောင်ကြည့်ပါဦးသူတို့ပြန်လာဖို့ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်စစ်ကောင်စီလုပ်တဲ့ရွေးကောက်ပွဲကသူကအတုရောက်မယ်လေအတုရောက်ဆိုတာဒီလူတွေပဲသူတို့ပဲယူနီဖောင်းလေးပြီးတော့ပြန်လုံးမှာအဲ့ဒါကိုလေအရက်တာအဆူရလို့နာမည်ဘလို့ပြောင်းပြောင်းပြည်သူတွေအနေနဲ့ကြောင်းစီတန်နေနေနဲ့ဒါဒီစစ်ကောင်စီပါလားလို့ပဲမြင်ဖို့ မြင်ရမှာပေါ့နော်အဲ့ဒါဟာဒါတော့အရက်သားဆိုတာတို့တို့ဘယ်လိုပဲပြောပြောသူတို့ရဲ့ရက်စိတ်လုံးမမှုတွေကိုကိုမျက်စိတွေမှာအမြင်မြင်အောင်ဒီဖို့ပဲလုပ်ပါလေဟုတ်စီတန်နေကိုပြန်ခေါ်มาပဲပြန်ခေါ်မယ်ဆိုတာဘယ်လိုလဲဆိုတော့သူကအရက်သားဆိုတာဖြစ်သွားပြီတော့ပြန်လာကြပါတော့အရင်ကမက်လုံးတွေလည်းပေးมาပေါ့ယာတူတွေအရင်ယာတူနဲ့နေနေတယ်မဟုတ်ယာတူတိုးတာတော့ဘာလို့ပေးကြမှာပေါ့ဒါပေမဲ့စီတန်ဆိုတာကငကိုလေးကကျွန်တော်တို့ဆိုရင်လေကိုယ့်ယာတူတွေနဲ့ ကိုယ်အလုံးနဲ့ဟိုတည်ငြိမ်နေတဲ့လူတွေဟိုဥပင်းတရားမလို့ကိုလာကလေးနဲ့ဟိုပုံမချမ်းရင်မချမ်းသာရင်တော့မှအဲ့လိုဟာကြီးကိုတော့မှကျွန်တော်ကသူ့လက်အောက်မှာမလုံရှင်လို့ဆွလုံခဲ့တယ်အဲ့ဒါဘုမသူပြန်ခေါ်လို့ရောကျွန်တော်ကသူပြန်ဟိုအလကားအပြော်လုံခဲ့တာမှာမဟုတ်တာသူတို့လက်အောက်မှာမလုံရှင်ဘူးသူတို့ရဲ့အကြောင်းတွေပြီးတော့တော့မတရားမှုငုံမခံကြလို့လုံခဲ့ကြတဲ့အတွက်သူတို့ဘလို့ပဲခေါ်ခေါ် တော်တော်ကတော့ပြန်ပါဖို့မရှိပါဘူးနောက်တစ်ခုကအခုတော့ရှိတာပေါ့မျိုးအတွင်းမှာကျော်တို့လူမြောက်နေပြီမဟုတ်တဲ့နေရာမှာချင်းချောက်မှုတွေတော့ရှိမှာပေါ့ဥပမာပတ်စိတ်တိုက်စင်မဲ့ပြုရင်ဘယ်လိုတော့မဲ့ဒါဝင်ဝင်မဝင်ဘူးတို့အဲ့လိုမျိုးမှာတော့အကြောက်ပြားနဲ့လှုပ်လိုက်ရင်တော့နည်းနည်းပါကောင်းပါလိမ့်မယ်ဒီတိုင်းတာမန်ကတော့ဒီလိုရင်ကျော်တို့ဒုက္ခရောက်ဒီမှာကအလုတ်ကိုင်နေတဲ့ရှားပါတော်တော်ဒုက္ခရောက်နေတာတော့မှကျော်၅နှစ်တိဒါပူပူနွေးနွေးမို့တော့အေးသွားတယ် ငါးနှစ်တောင်နေခဲ့ပြီလို့ပဲဟုတ်တယ်မလားအဲ့တော့ဒီလိုပဲကျွန်တော်ရုံးခံပြီးတော့ဆက်လုပ်မယ်သူ့လက်အောက်တော့ပြန်မလို့နောက်တစ်ခုကသူ့ဘလို့ကြီးပဲပြေပြေကျွန်တော်စီပြန်နေနေရတာပထွေးရဘလောက်ပဲချော့ဘူးခေါ့ပေါ့သူ့လက်တွေရောက်နေဘလို့နှိမ့်ဆက်မယ်ဘလို့လုံးမယ်ဆိုတာကျွန်တော်ကသိရမှာပါအဲ့ဒါတော့နော်အဲ့ဒီသူရန်တိုင်းရတယ်သူရဲကောင်းတွေပါအကုန်လုံးစွန့်လို့စွန့်စားရသေးတဲ့လူတွေဖြစ်တဲ့အတွက်အကုန်သိကြပါတယ်။อืมဆိုတော့ဇော်မဲလို့ရေးအဲ့တော့ CDN တွေကတော့เนาะ စီဒီအန်နေနဲ့ပတ်သက်ပြီးတော့မှမင်းတို့ပြန်ခေါ်နေတဲ့စီဒီအန်နေနဲ့ပတ်သက်ပြီးတော့မှအဲစီဒီအန်ရဲ့ပြောစကားတွေကိုမင်းဒါကြားလိုက်မယ်လို့ထင်တယ်နော်အဲ့တော့ဒါကမီးရထားစီဒီအန်ပဲရှိသေးရယ်နော်တခြားစီဒီအန်တွေရှိသေးတယ်မင်းတို့မီးရထားစီဒီအန်တော့မှဒီလောက်မင်းတို့ကိုဟိုပြောပြောအသေးပေါင်မတက်မင်းတို့မုန်းနေတယ်ဆိုရင်မင်းတို့ခေါ်တာကိုမလာဘူးဆိုရင်ဂျန်နဲ့စီဒီအန်နေမင်းတို့စဉ်းစားကြည့်ပေါ့ကွာနော်โอเคဆိုတော့နောက်တစ်ပြည်ပိုင်းလေးတစ်ခုကတော့ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ပေါ့နော်အဲ့တော့ကိုမောင်ကလက်ရှိဒါကျွန်တော်တို့စက်တက်ကိုထောက်ခံတာတဲ့လူနှမျိုးပဲရှိတယ်တဲ့နော် တော့တက်ထောက်ခံတဲ့သူကနှမျိုးပဲရှိတယ်တဲ့အဲဘယ်လိုလူမျိုးတွေပါလဲနားထောင်ကြည့်အောင်စစ်တပ်ကိုအားပေးထောက်ခံတဲ့သူကနှမျိုးတမျိုးရှိအောင်တမျိုးကကြတော့အကျိုးစီးပွားအကျိုးစီးပွားဆိုတာကဒီချိန်မှာကစစ်တပ်ကိုခါတော်မှီပြီးတော့နော်နာမည်ကြီးကျင်တာရှိတယ်အကျိုးစီးပွားဖြစ်ထွန်းကျင်တာရှိတယ်ဒီလိုလူမျိုးတွေကြမြောက်သွားပြီးတော့ဘလို့မှအဲသူတို့တွေကိုသွားပြီးတော့ ရားချလို့မရဘူးလမ်းမပြနဲ့ဗျသူကလမ်းပြလဲသူလမ်းမလို့သူတို့သိတာကငါနာမည်ကြီးရမယ်ငါဒီလောကမှာဝင်ဆန်းရမယ်စစ်တပ်ကိုအားပေးထောက်ခံတယ်အားပေးထောက်ခံတယ်ဆိုတာကစစ်တပ်ကိုပုံမှန်မှီပြီးတော့အကျိုးစီးပွားဖြစ်ထွန်းနေတယ်နာမည်ကြီးနေတယ်မဖြစ်မနေပါနော်ဒါစစ်တပ်ကိုထောက်ခံတဲ့တပည်အမှန်ကန်ထောက်ခံတဲ့နေကြတော့စစ်တပ်ကိုလည်းကောင်းစေခြင်းနဲ့နိုင်ငံကိုလည်းကောင်းစေခြင်းနဲ့ဒါမျိုးထောက်ခံတဲ့အဲထောက်ခံတဲ့ဒီခင်ဗျားတို့ပြောနေလော်ဘီတွေရရှိတယ်အဲသူတို့ကြတော့လည်းအမြင်မ်းဖိအားပေးပြီးတော့ ဆုံးမခံထားရတယ်နော်အဲ့တော့စစ်တပ်ကအမှန်ကန်အားပေးထောက်ခံမယ်ဟဲ့ဆိုရှင်စစ်တပ်အကျိုးစီးပွားကိုကြည့်ရမယ်ကိုယ်အကျိုးစီးပွားကိုကြည့်လို့မရအောင်အားလိုပြီးတဲ့တင်တယ်မလားအဲ့ဘလို့ခေါမဆိုတော့အခြေအနေတွေကစစ်တပ်ကတော့မှဝန်ခံထားတဲ့ကိစ္စတွေကိုတို့ကဖုံးလို့မပြီးနိုင်ဘူးနော်အဲ့အဲ့ဒါကြတော့စစ်တပ်ပေါ်မှာမှီပြီးတော့အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ဒါထောက်ခံပြီးပေါ့ဒါတကယ်ထောက်ခံတဲ့သူတွေမဟုတ်ပါဘူးဒါလူလေတွေပါနော်အဲ့တော့စစ်တပ်ကိုတကယ်ချစ်တော့တကယ်ထောက်ခံမယ်ဆိုလို့ရှိရင်နံပါတ်1ချက် စစ်တပ်လုံးဝကြာရှုံးလို့မရဘူးဆိုတာကိုသိရမယ်နော်။နံပါတ်1ချက်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စစ်သားတွေရဲ့ကောင်းကျိုးအကျိုးစီးပွားကိုကြည့်ပေးရမယ်။စစ်တပ်ကောင်းဖို့အတွက်ဂိမ်းဆိုင်ပေးရမယ်။အားအခုကမဟုတ်ဘူးစစ်တပ်ကြီးကောင်းပါတယ်တဲ့မလား။စစ်တပ်ရှေ့ရနေသူတို့ကြောင့်ပဲစစ်တပ်ကိုလူတွေကပုံမုန်းလာတယ်။စစ်တပ်ကသူ့အောင်လဲသူဆိုရှင်သူမမုန်းဘူး။အာသူမမုန်းဘူး။အာသူတို့တွေအဲ့ဒီတော့နော်စစ်တပ်အပိထောက်စစ်တပ်ပေါ်မှာမှီပြီးတော့နာမည်ကြီးကျင်တဲ့ဗတ်ဆွဲပြီးတော့အကုတ်အပြော်ကိုရှာနေတာပါ။ ဘယ်မှာမှနေရာမရတဲ့သူတွေအဲစစ်တပ်ကိုလုံးဝထောက်ခံလိုက်မှပဲတခါလဲနဲ့အယောင်တောက်လာတယ်အယောင်တောက်လာပြီးအဲ့ချက်မှာစစ်တပ်ပေါ်မှာပြီးပြီးတော့နာမည်ကြီးကျင်တဲ့သူတွေဒီလိုလူမျိုးတွေကအာစစ်တပ်နဲ့ပတ်သက်ဟာမထီနဲ့กว่าဟလားစစ်တပ်ကိုလုံးဝလာပြီးတော့မပုတ်ခတ်နဲ့กว่าဟလားမင်းလုံးနေရစစ်တပ်မင်းလုံးနဲ့တလန်မင်းကတချို့ဟာမင်းကသူ့ဘက်ကိုယ့်ဘက်ပါတယ်အေးအဲ့ဒါတွေအားလုံးဒီလိုလူမျိုးတွေကြောင့်ပဲကျွန်တော်စစ်တပ်ကိုအင်းပြည်သူမုန်းတာစစ်တပ်နဲ့ပြည်သူကြားထဲမှာဘလို့ဖြစ်တော့လဲဆိုရှင်နှစ်ချမ်းကွဲတဲ့ ရင်ကြားစေလို့မရတဲ့อืมမျိုးဖြစ်တယ်လို့ရှိရင်နိုင်ငံခုကဘလို့မှတိုးတက်လို့မကျောနိုင်ငံအဲ့လိုမျိုးပြပုံတိနေเนาะအခုလိုမျိုးစုပ်ပြတ်တက်နေရတဲ့အကြောင်းရင်းဟာဒီလိုမျိုးတစ်ဖက်ပိတ်ကျွန်တော်တို့စစ်တပ်ပေါ်မှာဘယ်လိုခေါ်မလဲကျွန်တော်တို့မိပြီးတော့အကျိုးစီးပွားရှာနေတော့တပတ်ပိတ်ငင်းခုံနေတဲ့သူတွေကြောင့်စစ်တပ်ကိုလူမိုးများနေတာဖြစ်တယ်အဲ့တော့အဲ့ဒါကိုလည်းစစ်တပ်လည်းသိအောင်ကိုယ်ကိုချစ်မှန်းမသိနှစ်မှန်းမသိသိတယ်မလား အဲ့တော့ဒီလိုလူမျိုးကြောင့်စစ်တပ်ကိုလူလူမုံများနေတယ်လူမုံများနေတယ်နော်ဆိုတော့ကန်ရရရတရားဆန်းကြရယ်နော်အရင်တော့ဆိုရင်ကျွန်တော်တို့သူ့မုံလိုက်တာမှာအာဒီဗီဒီယို reaction လောက်တိုင်းတကောင်းတော့ဒေါသတာအားထွက်ကြတယ်အခုကျတော့လေချစ်စရာကြီးကိုဖြစ်လို့နော်တော့ဒါမှန်တာပြောတာလေဟုတ်တယ်မလားဒါအချိန်နေနေအဲ့လိုမျိုးပဲ change ချက်ဆိုအများတန်းရှိရယ်လေရာသီဥတုတောင်ပြောင်းလဲရှိတယ်ပဲလူလည်း change ချက်ရှိမှာပေါ့အဲ့တော့စစ်တပ်နဲ့ပတ်သက်တဲ့ဟို မကောင်းကြောင်းတွေလည်းသူတိလာပြီးနောက်ပိုင်းမှာသူအနားယူလိုက်တယ်လို့ကျွန်တော်ကတော့ချင်ပါတယ်အမှန်ပဲလေဒီစစ်တပ်ကသူ့ဟာသူအေးစင်းနေတလောက်ရုပ်ပြက်ဆင်းမဲ့မဖြစ်ဘူးအဲ့စစ်တပ် lobby ဆိုတဲ့ဟိုတွေစစ်တပ်ထောက်ခံပါတယ်ဆိုတဲ့သူတွေကြောင်းပဲအဲ့စစ်တပ်ကနပ်ပုံပြက်ပန်းပြက်တကယ်ကိုအထည်ကြီးပြက်ဖြတ်တက်ကြီးကိုပြက်သွားအောင်မဟုတ်လို့လားကဲဟုတ်โอเคဆိုတော့နောက်တစ်ပတ်ပါလေတကူကတော့လက်ရှိမှာတော်လိုင်းရေးလောက်ရတာကမလွယ်ဘူးဒါပေမဲ့ဒီစစ်တပ်ကိုနိုင်အောင်လှုပ်ဖို့လိုတဲ့အကြောင်းကိုဆ iam ဒေါ်မီမီဝင်းဘတ်ကဒီလိုလေးအကြံပေးလာပါတယ်နောက်ထောင်ကြည့်အောင် တော်လှန်ရေးတစ်ခုလောက်တာတော့ဗောနော်ဒီဥစ္စာလွယ်တာမဟုတ်ဘူးကျွန်မအားလုံးနားလေတယ် especially အထဲမှာရှိနေတဲ့လူကပူတော်မှခက်ခဲသေးတယ်ပူတော်မှခက်ဒါပေမဲ့ဒီဥစ္စာကိုမနိုင်မနိုင်နိုင်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိလို့ရှိရင်ဗောနော်သူတို့ရဲ့ဘဝတွေကဒီလက်အောင်မှာပူပြတ်ခက်ခဲသွားလိမ့်မယ်ဘာလို့ဆိုတော့စစ်တပ်အဒီဒီဒီမင်းအောင်လိုင်းနဲ့သူ့ရဲ့ဇာဇဝတ်ကောင်တွေက ပိုပြီးကြီးထွားလာမယ်နံပါတ်တရုတ်ရဲ့ဖိအောက်မှာ right တရုတ်ဆိုတဲ့အဲနိုင်ငံကကိုယ့်ဟိုနင်းပါလေကိုယ့်နိုင်ငံကိုကောင်းအောင်လုပ်မဲ့အဲနိုင်ငံကြီးတခုမဟုတ်ဘူး hey so တို့ရဲ့အောက်မှာ ਨੇ ဒီဒီမင်းအောင်လိုင်း ਨੇ မင်းအောင်လိုင်းတို့အောက်သူတို့သူတို့အောက်မှာပြပြဝတ်နေတဲ့မင်းအောင်လိုင်းတို့အောက်ပေါ့နော်အာမရောက်သွားတယ်ဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံအတွက် ဟိုဗါလေမြန်မာပြည်သူပြည်သားတွေအတွက်ဗါလေအနာဂတ်မှာတော်တော်ခက်ခဲလိမ့်မယ်ဆိုတော့အခုအချိန်မှာခက်ခဲနေတဲ့ဥစ္စာကိုခါရဲဝန်င်းပေါ့နော်အာဘလိုနီးနဲ့ခုနကကျမပြောသွားသလိုပေါ့နော်သူတို့ဟိုဗါလေပြန်ဒီဒီဇွဲနဲ့အာဒီဒီ creativity no this စဉ်းစားပြီးတော့ပြန်ပြီးတော့တိုက်နိုင်မယ်ဆိုရန်ကောင်းဘာလို့လဲဆိုတော့ စစ်တိုက်တယ်ဆိုတာเนาะကျွန်တော်မြန်ပြောတယ်အောင်မြင်တဲ့စစ်သူကြီးတယောက်ကပေါ့เนาะရန်သူကို တိုက်တာတဲ့ရန်သူတဲ့ပို့ပြီးတော့တွေးပြီးတော့တွေးနိုင်တာကပို့ပြီးတော့ဟုတ်ပါလေနိုင်အောင်လုပ်နိုင်တယ်ပေါ့เนาะဆိုတော့ဒီဒါပြောလိုက်လို့ရှင်ပြည်သူလူထုဘက်ကအဲ့ဒီဥစ္စာအရန်အားသာတယ်တွေးနိုင်တယ်ခုနကကျွန်မပြောသားဆိုတော့ပေါ့เนาะဒီသူတို့မလုံနိုင်ပေမဲ့ဒီလက်လက်ခလက်ထောင်ပြီးတော့မျက်နာမပြပဲနဲ့လှုပ်သွားတာအရင်ပဲသဘောချက်ဟုတ်ကဲ့ ်ဆိုတော့မြန်မာလူမျိုးတွေမှာရှိတယ်ဒါကြောင့်မို့လို့လေ ဒီခက်ခက်ခဲခဲဒီ9နှစ်မှာဒလလောက်အောင်မြင်တာသူတို့စဉ်းစားနိုင်လို့သူတို့တွေးတောနိုင်လို့ right သူတို့အားလုံးပူးပေါင်းဆောင်ရွက်နိုင်လို့ဆိုတော့ကျမတို့ဒီဥစ္စာကိုပို့ပြီးတော့လုပ်နိုင်အောင်ပို့ပြီးတော့တွေးတောနိုင်အောင်အခုချိန်မှာနင်းနေအုံနေပါလေဟို မောလာတယ်ဒါပေမဲ့မောလာပြီမဲ့လူတွေကတခြားလူတွေကမောတာသာပြောတာကျမသွားပြီးတော့လူတွေနဲ့စကားပြောလိုက်လို့ရှိသူတို့တွေမှာတကယ်တက်တွက်ကြွကြွရှိနေတော့မယ်ဆိုတော့အာတခြားလူတွေပြောပြီးမဲ့ကျမတွေ့နေတဲ့လူတွေကြတော့အာ သူတို့တက်တက်ကြွကြပဲသူမရရတဲ့အထိဒီလိုပန်းနိုင်ရောက်တဲ့အထိလုပ်မယ်ဆိုတော့ဟိုနေ commitment ပေါ့နော်အာအရှိရဲ့အပြီးပါမှာရှိနေတဲ့မြန်မာတွေမြန်မာလူမျိုးတွေမျိုးစုံဟောပဲပြည်ထဲမှာရှိနေတဲ့လူတွေလည်းအဲ့တိုင်းပဲကျွန်မတို့အတွေ့ရဲ့ဆိုတော့လက်ရှိမှာတော်လိုင်းရေးလောက်တာမလွယ်ဘူးမဒါပေမဲ့ကျွန်တော်တို့နိုင်အောင်လုပ်ဖို့လိုပါတယ်ဒါကြောင့်မလို့လဲမိသားစုတွေအနေနဲ့ကကျွန်တော်ပြောချင်တာကပါလဲဆိုတော့ကိုနိုင်အောင်လုပ်ပါကိုတီး တရားနိုင်ရင်တရားဝင်ပဲထမ်းမှာ၂၀၀နိုင်ရင်လည်း၂၀၀ဝင်ပဲထမ်းမှာအဓိကတော့ကျွန်တော်တို့စုပေါင်းညီညာမှုနဲ့အတူညီညွတ်မှုကိုဒါလုံးမလုပ်ရမှာဖြစ်ပါတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့တခုတစ်ခုနဲ့တစ်ခုပေါ့နော်ပေါင်းစည်းပြီးတော့မှလှုပ်ဆောင်တော့မှဒါလေဒီအာနာရှင်စနစ်စိုးကိုကျွန်တော်တို့အမြင့်ဖြတ်ချိန်မုန်းနိုင်မှာဖြစ်ပါတယ်ဆိုတော့အဲဒါအပြင်ကိုလည်းတရုတ်ဘက်ကနေပြီးတော့မှတရုတ်ကနေပြီးတော့မှလက်လက်ပေးထားတဲ့တချို့ဒါမြန်မာနိုင်ငံထဲမှာရှိနေတဲ့တရုတ်ဟိုကျွန်တော်တို့ တရုတ်အောင်ဆွဲလေးတွေပေါ့နော်အဲ့ဒီကောင်တွေကိုလည်းကျွန်တော်တို့တွေကျင်းဒီဘက်ကိုလက်ဆင့်ပေးရမှာဖြစ်ပါတယ်။ဒေချာတခုတော့ဒီဒေါ်လာရေးဖြူဝိုင်းတရုတ်နဲ့ပတ်သက်တဲ့ဈေးဝယ်ရတော့မြန်မာနိုင်ငံမှာရှိလာဖို့ကိုမမြင်ပါဘူး။ Russia, Belarus အစရှိသဖြင့်ဆက်အာဏာရှင်တွေပေါင်းခဲ့တဲ့နိုင်ငံတွေရဲ့ဒါကျွန်တော်တို့အဲ့ဒီနိုင်ငံတွေအထွတ်ပေါ့နော်ဒီမြန်မာနိုင်ငံကတော့ရည်ရွယ်မှုနဲ့မှုတွေရနိုင်တော့ဘူးလို့မထင်ပါဘူး။ဆိုတော့အားလုံးပဲညီညွတ်နဲ့ ဒီဒေါ်လာရေးအောင်မြင်ဖို့အတွက်ကိုကြိုးစားကြပါစို့လို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှအားလုံးနဲ့ပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Blatter Reblog YouTube Channel ဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ဒေါ်လာမျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်အီးချမ်းသာခြင်းနဲ့တလုံးတဝပြေဝနိုင်ကြပါသေးဗျာ